ရှိပေါ်ဒီ၄နှစ်ကျော်ကြာပေါ်လေဒီမြန်မာနိုင်ငံရဲ့အခင်ကျင်းမှာပေါ့ဒီနိုင်ငံရေးအရာပေါ်လေဒီနိုင်ငံရေးဖြစ်တဲ့ဒီရွေးကောက်ပွဲလမ်းကြောင်းအရာတော့၎င်းဒီစီးရေးအရာပေါ်လေဒီတိုက်ခိုက်ရေးလမ်းကြောင်းအရာတော့၎င်းပေါ့တိုင်းရင်းသားတွေအခမ်းကဏ္ဍကဘလောက်အရေးပါလဲပေါ့ဘလို့အနေထားမှာရှိနေလဲပေါ့ရှင်စီးရေးအရာတော့ဒီနေ့ဆက်ဆားပဲဒီတိုင်းရင်းသားတွေရဲ့တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့အနေထားကဟိုကြီးထွားလာတယ်ပုံပြီးတော့တောင်းတင်းလာတယ်ခိုင်မာလာတယ်ဆိုတာတွေ့ရတယ်နော် အဲ့လိုပဲစီရေးနဲ့တရားရင်နဲ့ချဲစီရေးနဲ့ပတ်သက်တဲ့အလိုင်းအပြည့်ခေါ်ယူစာရင်းဆိုတော့နိုင်ငံရေးအပြည့်ခေါ်ယူစာရင်းပြောင်းလာတာရှိရပါတော့နော်။အဥပမာအဖြစ်ဆိုတချို့လက်နက်ကိုင်ဖွဲ့စည်းရေးဆိုလို့ရှိရင်ဟိုအရင်ကတော့ဒီမိုကရေစီကိုဥပဒေပါတယ်ပေါ့နော်။ဒီမိုကရေစီဆိုင်ရာတော့ဒီကိုကြည့်ကြမယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်။တချို့လက်နက်ကိုင်ရာပြည်တယ်နော်။အခုနောက်ပိုင်းတော့အစ်အစ်ရအောင်တင်လာတဲ့အခါမှာပေါ့နော်။ ဟိုကုပီနယ်ကိုပိုင်ပိုင်ကုပီနယ်မှာကိုဟိုလုတ်ပိုင်ခဲ့အာလုတ်ပိုင်ခဲ့ပုံမရရှိရဆိုတာလေးချက်ပို့ပြီးတော့ရှိတာလို့ပြောရတယ်အာမြန်မာနိုင်ငံမှာကတိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့အဲမျိုးမျိုးမရဘူးဆိုလို့ရှိရင်ပေါ့နော်အဲမြန်မာနိုင်ငံရဲ့အခြေအနေကအာဒီအကောင်းမွန်လာဖို့ခက်ခဲတယ်နော်ဒါကြောင့်မလို့တိုင်းရင်းသားပေါင်းစုံကဒီလိုမျိုးမျိုးရရဖို့ကတိတ်အရေးကြီးတယ်ဒီနိုင်ငံအတွက်လေ နော်အာတိုင်းရင်းသားတွေကိုခြံထားပြီးတော့ပေါ့နော်အာဟိုနိုင်ငံကြီးကိုတကယ်အတီတို့ကအိမ်ကြီးချင်းနိုင်ငံနှစ်နိုင်ငံကအမတန်အားကောင်းတဲ့အားကြီးတဲ့အိမ်ကြီးချင်းနိုင်ငံကြားထဲမှာနေရတာဖြစ်တဲ့အတွက်ကြောင့်တိုင်းရင်းသားအရာစုအချို့ကိုဖယ်ထားပြီးတော့ဒီနိုင်ငံကို Federal Democracy နိုင်ငံဘွားဘွားမဖြစ်နိုင်ဘူးနော်ဒါကြောင့်မလို့အန်တီတို့ကဟိုနိုင်ငံကောင်းဆောင်နေနိုင်ငံရေးကောင်းဆောင်နေအနေနဲ့က အာတော်တော်ကိုစိတ်ရှည်ပြီးခံပြီးတော့တိုင်းသာချင်းလုံးညီမျိုးကြီးအခုတက်ပို့ပြီးတော့အားဆိုင်လောက်ဆောင်ပြင်နေပေါ့နော်အမှန်တန်လေးအရေးကြီးတယ်အဲ့ဒီတိုင်းသာချင်းလုံးညီမျိုးကြီးမရဘူးဆိုလို့ရှိရင်ငင်းကြတဲ့နိုင်ငံတော်ဆိုတာလေဖြစ်ဖို့အလားဝေးတယ်နော်အာငင်းငင်းကနေနိုင်ငံတော်မဖြစ်ဘူးဆိုလို့ဒီငင်းတဲ့နိုင်ငံတော်မဖြစ်နိုင်ဘူးဆိုလို့ရှိရင်ဒီလူတွေရဲ့စီးပွားရေးကွန်မြူနတီတက်ဖို့ဆိုရလဲရမှာမဟုတ်ဘူး။ဒါတွေကအားလုံးကဆက်ဆက်နေတယ် ဒါကြောင့်မလို့တိုင်းသားတွေနဲ့လက်တွဲပြီးတော့အထူးသဖြင့်အဲဘလောက်ပဲပေပေတိုင်းသားအင်အားစုတွေကြီးကြီးငယ်ငယ်နဲ့ပေါ့နော်လက်တွဲပြီးတော့သူတို့နဲ့နားလည်မှုတွေအချိန်ချင်းပြီးပေါက်ကြဖို့အိတ်ကြီးကြီးရယ်တိုင်းသားလူမျိုးကောင်းဆောင်တွေအနေနဲ့ကလည်းဒီကောင်စုစိတ်သက်ကိုအခုထက်ပိုပြီးတော့ဟိုပေါ့နော်အာရင့်တန်အောင်ကျူတာပြီးတော့ပေါ့နော်ပမာလူမျိုးစုပမာလူမျိုးစုကအများစုဖြစ်တဲ့ကြောင့်မလို့အများစုဖြစ်တဲ့ပမာလူမျိုးစုနဲ့ ော့เนาะဟိုပြင်းပြင်းပေါ့เนาะပြင်းပြင်းအောင်ပေါ့ညညအောင်ပေါ့เนาะတိုင်းနာကလူတူကောင်းဆောင်ကြီးရလဲဟိုကျိုးစားတဲ့တော့ပေါ့เนาะပမာလူမျိုးတွေကလည်းတိုင်းရင်းသားလူနေစုအစုကိုကိုယ်ခွင့်ရနေတဲ့သူလေးစားတဲ့လေအလူနေစုခွင့်ရတွေကိုပေါ့เนาะအာချိန်သိမ်းတာတော့ပောက်လျှောက်ပြီးပေါ့အတိုင်းကြီးကြီးတယ်တစ်ခါပမာနိုင်ငံကြီးကောင်းဆောင်ကြီးကဖြစ်အဆက်ဆက်မှာပေါ့เนาะတိုင်းနာနေပြီမှာအလုပ်တိုင်းတွေပေါ့เนาะ တော့ပိုင်းတွေ့နေကိုအကန့်အသတ်နဲ့ပြည်ပြတာလေးပဲရှိရပေါ့နော်။ဟိုဒီဒီချက်ပုံပြီးတိတိကျပြောမယ်ဆိုလို့ရှိရင်ဟိုဘဟုဦးကြီးစနစ်ကိုဟိုမလျှော့ထားပြီးနိုင်တယ်ပေါ့။ဒါကြောင့်မလို့အခုရှေ့လာမယ်အစိုးရတွေရာပေါ့နော်။တိုင်းနာနယ်ပယ်တွေမှာပေါ့နော်။ဒီ decentralization လို့ခေါ်ရပေါ့နော်။အဖြစ်ရှိခြင်းတွေပေါ့အခက်ခက်တာဖြစ်ရှိခြင်းတွေဘုံဦးတင်းချက်ကနေဘုံဦးတင်းစနစ်ကိုဆော့ချပြီးတော့အာတိုင်းသားတွေသူ့နယ်တွေမှာသူတို့ ကိုကျမကိုခံပြီးပြရအောင်ပေါ့နော်။ဒါကလေးကြည့်တယ်ပေါ့နော်။ဒီလိုမှမဟုတ်ဘူးဆိုလို့ရှိရင်အဒီလိုဒီတိုင်းသားအရာစုတွေနဲ့အမလူမျိုးအများစုနေရာမျိုးမမရဘူးဆိုလို့ရှိရင်နားလည်မမရဘူးဆိုလို့ရှိရင်ဒီနိုင်ငံကအင်အားဒီမနိုင်ငံကြားတယ်မှာဒုက္ခရောက်ခုမျိုးဟာနော်ပြီးတော့ပေါ့လေဆရာမဒီပေါ့ဟို KNU ကပြီးခဲ့တဲ့ရက်ပိုင်းမှာသူပြောတော့တာတွေ့ရတာပေါ့လေဒီလူမျိုးတွေနဲ့ပြည်သူအလုံးကို အာမခံတဲ့ Federal Democracy ပြည်အောင်စုတည်ထောင်ရေးဆိုပြီးသူပြောသွားတယ်ပေါ့ဆိုတော့ပေါ့လေဒီလူမျိုးတွေနဲ့ပြည်သူအလုံးကိုအာမခံတဲ့ Federal Democracy ပြည်အောင်စုနဲ့ပတ်သက်ပြီးတော့ဟိုအဲ့ဒါကဘယ်လိုမျိုးလဲလို့ဆရာမတို့အနေနဲ့ဟိုတုံ့တက်မိထားမျိုးရှိလဲရှင်ကြတော့ဒီဟာကြီးကတော့ခြေဥသိမ့်စိန်ခစ်ခဲရပေါ့နော်တမလာဥသိမ့်စိန်ခစ်ခဲရဒီပြင်းလူမျိုးအများစုတွေနဲ့လည်းပေါ့နော်အတိတ်တွေခံတာဒါချင်းမျိုးတွေလောက်ပြီးသွားပြီးဘောတူမျိုးတွေလည်းရထားတာရှိသေးတာပေါ့နော် အဲ့တော့အဲ့ဒီသဘောတူမှုကြီးရထားတဲ့အပေါ်မှာဆက်ဆင်ပြီးရောပေါ့နော်။ဒါတိတ်တိတ်ပြန့်ပြန့်တောင်းဆိုလာတယ်လို့အဲ့ဒီနားနဲ့ပေါ်ပါခဲ့ပေါ့နော်။ဟောပါတဲ့တိတ်တိတ်ဒါရီကသဘောဝိုင်းထိုင်ပြီးတော့တိနိုင်လို့ချင်းမရနိုင်ပြအကြောင်းမရှိဘူးပေါ့နော်။အာဟောတတ်တာမလို့အတူတူကသဘောဝိုင်းနေမှာဒီကိစ္စလေးကိုတိနိုင်ရည်ဖြစ်ဖို့အနေနဲ့အရေးကြီးတယ်။အဲ့ဒါမျိုးသဘောဝိုင်းလာပါအာကျင်းနေတာလေးလုပ်တယ်နဲ့ပေါ့နော်။အာတစ်ခါကလည်း အာဒီဒီသိမှမှုတွေရွှတ်ချတယ်လေပေါ့နော်ဗနက်ကန်တန်ဖို့တိုက်သေးတွေကအာဒီနိုင်ငံတို့အဖြေမဟုတ်ဘူးဒီနိုင်ငံရဲ့အဖြေဟာနောက်တဲ့ဝိုင်းနေမှာကျနေပြီးတော့ပေါ့နော်ဘာလို့တော့ဒီကိစ္စဆောက်ဖို့ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့အဒီရတော့ဗနက်ကန်အင်အားစုတွေအားလုံးကိုပေါ့နော်အာကိုယ့်ရဲ့နိုင်ငံကြီးဒီမှကျအတူတူအပြတ်ကိုပေါ့နော်အာလက်နက်တွေမတော်နိုင်ရင်ထောင်မှာပေါ့နော်ညီငယ်အဲ့တော့ဘောဘောဝိုင်းနေလို့ ဒါကိုကိုယ်တိုင်းမပါတိုက်ရိုက်မပါနိုင်ဘူးမမဆိုတော့အဖွဲ့နဲ့ဒီစိတ်ပြီးတော့ရှင်းနေတဲ့လမ်းမျိုးအပြီးပြီးဒီစားရည်နော်အိုဇူလိုင်လမှာဆိုလို့ရှိရင်လေဒီ ICC ကတတန်းကုံမှာဗောလေ6လယူထားတာဗောဆိုတော့ဒီဇူလိုင်နောက်ပိုင်းအခင်းချင်းရအောင်မြန်မာနိုင်ငံအခင်းချင်းရအောင်ဘယ်လိုတွေဖြစ်လာနိုင်မလဲလို့တုံ့တက်မိထားလိမ့်ရှင်ဇူလိုင်နောက်ပိုင်းနိုင်ငံအခင်းချင်းရအခုတွေကဟိုတတ်ချက်ကြီးပြောထားတာရှိပါတယ်နော်တတ်ချက်ကြီးအနေနဲ့ ဒီစီစီအဖတ်နဲ့တကယ်ဆိုရင်ဇလိုင်းတောင်ပိုင်းလေးဘယ်လိုသွားမယ်ဆရာသင်္ကေတတ်တာပေါ်နေရတယ်လေနော်တကယ်မို့ဟိုအတူတူကတော့အဲ့ဒီတော့လည်းငါရောအင်တန်ဒီမဟုတ်တဲ့တက်ဆက်မလို့ပေါ့နော်။အာကျွန်တော်ကဘိုင်းပါနေဖြစ်လာမယ်ဆိုတာကိုဒီအချိန်မှာအပြည့်တော်တော့ငငယ်ပြီးပါနေတဲ့ဒီရောက်နေရလိုက်တဲ့အမုန်းကြီးရဲ့စိတ်ပါဖြစ်တယ်။နော်တက်ဆက်မို့အတူတူကတော့အပြည့်တော်မှာတက်ဆက်ဖြစ်နေလို့ပေါ့နော်။ဒါရဲဖြစ်ဖြစ်တတိယအီဆောင်ဦးဆောင် အာဒီတိုက်ပွဲကြီးမကြာခင်လောက်တော့မှဖြစ်တယ်ဆိုတော့ဘယ်လိုနိုင်ငံရဲ့အခြေအနေကလည်းတော့ပြန်မဖြစ်မနေကြောင်းလဲရတာမှနေထားတော့ရှိပါဘူးပေါ့အဲ့လိုမဖြစ်မနေကြောင်းလဲရတဲ့အနေအထားမှာဒီလိုလိုအနေနဲ့ပါပေါ့နော်အာနိုင်ငံရဲ့ရုပ်တင်မှုပြဆိုင်ကြည့်တော့ပြန်ပါလိုက်တယ်ဆိုတာဟုတ်ပေါ့နော်အာအခင်မျိုးစီးပိတ်တက်ချာတယ်ပြောပါလေဒီပေါ်လက်ရှိမှာလည်းပေါ့ဟိုအစီအစီကလောက်ထားရပေါ့လေဒီစစ်မှုမထမ်းမနေရ ဥပဒေပေါ့လေစစ်မှုထမ်းဥပဒေထုတ်ပြန်တာရှိတာပေါ့အဲ့ဒီမှာလဲမြေပြင်မှာလဲဒီစစ်မှုထမ်းမိုးစင်ခေါ်တာတွေဟိုအတင်းခေါ်တာရှိရဲဆိုပြီးတော့တည်နေရထွက်နေတာပေါ့လေဆိုတော့ဒီစစ်မှုထမ်းဥပဒေကြောင့်ပေါ့လေဒီနိုင်ငံအနေနဲ့ပေါ့ဟိုဘာတွေဆုံးရှုံးနေတာမျိုးတွေဖြစ်သွားစေနိုင်မလဲပေါ့ရှင့်ဒီစစ်မှုထမ်းဥပဒေရာပေါ့နော်နိုင်ငံအတွက်အပေါင်းအတွက်လေသာဆုံးရှုံးမှုတွေလေသာညာဆုံးရှုံးမှုတွေဖြစ်တယ်အခုဒီ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 ကြားထဲမှာအကြောင်းတရားတွေကြီးမားလာတယ်ပေါ့နော်နောက်ပြီးတော့နိုင်ငံတော်နဲ့ဒီဒီကြားထဲမှာ အဲတင်ကြီးမှုတွေဘာမှပေါ်ပေါ်ပြည်ပြတာပါဘူးအဲတစ်ခါတည်းတင်ကြီးမှုတွေကြာပြီးလာပါတော့ဒီတော့ပြရဲပေါ့နော်အဲတော့လည်းတော်ဒီငါ SPC ကခါတာရောနာပေါ့နော်အဲတချို့တော့လည်းနဲ့ကန်ပေါ်ပြရာဒီဒီလေးတွေအဲစီရင်နိုင်နိုင်ရလေးပြည့်ရပေါ့နော်တချို့တော့လည်းနဲ့ကန်ပေါ်ပြရာအဲတမတော်ပါပေါ့ဒါပေမဲ့အခုဒီစနစ်ကအုံးတွေပေါ်ပေါက်ပြီးတဲ့နောက်မှာပေါ့နော် အောက်ခြေတွေမှာကအထက်ကလူကြီးတွေပြောနေတယ်မဟုတ်ဘူးเนาะအောက်ခြေတော့များများမှာပေါ့เนาะအမှန်ကဣတိရိယရွာတရားဟာအာလာတင်သမုခံပို့အာမပတ်ဆံပေးနေရတဲ့ဒီကကဘယ်လိုမှဣတိရိယနေနေဖြစ်နေเนาะအဲ့တော့လာတင်လဲသမုခံဒီရွာတိုင်းကရွာတိုင်းကိုကောက်နေတာမဟုတ်ဘူးပေါ့အဲ့နောက်အောက်ခြေမှာကဒီသမုခံဣတိရိယနဲ့ပတ်သက်ပြီးရောပေါ့เนาะတဲတဲတဲရ အာဒီဆောက်ပါမှုရဲ့အကျင့်ပြက်တွေကြီးရားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဟာကအစီအစဉ်ဆုံးအချက်ပေါင်းဖြစ်နေတဲ့အတွက်ခါကြတော့လူကြီးနဲ့တက်ဆိုင်ရာအာဒီကမကအစီအရအဖွဲ့ကြီးပေါ့နော်တက်ဆိုင်တက်ဆိုင်ရာအာအစီအရကြီးထဲမှာပေါ့နော်အဲဒီနားနေမှုလဲမှာတရားဖြစ်တယ်အဲဒီမှာကိုတရားမျိုးတရားအရင်းကြီးပြက်ပြအကြောင်းကိုပေါ်လာတယ်ပေါ့နော် အာလူကြီးရဲ့မကျေနပ်မှုတွေအကျိုးချမ်းမှုတွေလည်းဒီစိတ်မှုကဥပဒေမှာအများကြီးပြည်ရာဥပဒေနဲ့ပတ်သက်တဲ့ဒီပိုင်းမှာအများကြီးပေါ်လာတယ်ပေါ့နော်အဲ့တော့ဒါကမလို့ဒီစိတ်မှုကဥပဒေဟာပေါ့နော်အာကြီးရဲ့ချက်ကောင်းမွန်တော်လေနော်ဒါဒါအိတ်တိတ်စိတ်ကလေးရဲ့ကြာတန်းတဲ့ဥပဒေရဲ့ပေါ့နော်အဲ့တော့ကြီးရဲ့ချက်ကောင်းမွန်တော်လေပေါ့နော်အောက်ချီမှာအလို့မှာပါတီချင်းချုံလို့ပြရတဲ့အင်ပြတ်ချတာမှုကြီးကြောင်းပေါ့နော် နိုင်ငံတော်ရဲ့အခုလက်ရှိ FPC တွားနေတဲ့နိုင်ငံရေးကြီးမားချက်တွေဖြိတ်ထိုက်ပြီးတဲ့အဖြစ်ကိုပေါ့နော်ဒီကဟိုတိတ်တက်ပြောမှာတက်ရောက်နေအောင်ကြီးရယ်ပေါ့နော်အတတမလို့ဒါအစ်မကအစ်ဒီကအမြင်ဆုံးအင်းရဆိုင်ရမယ့်အစ်ဒီတစ်ခုဖြစ်တယ်ပေါ့နော်အမြင်ဆုံးဒီတိတ်ကြတွေနဲ့ပတ်သက်ပြီးရောပေါ့နော်အချို့ရတဲ့အခြေအနေတွေဒီလိုနေရာတိုင်းနေရာတိုင်းမှာတန်ပြနေတဲ့တကယ်တကယ်လက်ပြရမယ့်အခြေဖြစ်တယ် ော်။အဲ့ဒီလိုပါမဟုတ်ပဲနဲ့ပေါ့နော်။ရှင်းကောက်ကိုရှင်းပါမယ်ဆိုလို့ရှိရင်ပေါ့နော်။ဒီလိုလိုလေးကသူသူ့ရဲ့အရင်းဆုံးဖြစ်တဲ့အာနာပိုင်းလေးဒီမကြုံကြည်ဘူးလေ။အဲ့လိုအရင်းဆုံးအာနာပိုင်းလေးမရင်ကြည်ကြညဒီလိုလိုကအဲ့ဒီအာနာပိုင်းလေးကကြီးမှုကျင်းပါလေဒီကောက်ကိုလာပြီးတော့အာမေဒီနေတဲ့ကအဒီလေးကမဖြစ်နိုင်ဘူးလေနော်မဖြစ်နိုင်ဘူးတကယ် အရင်ဓာတ်ရုပ်အချင်းချင်းရှိတဲ့အာလင်းဒီလုပ်တဲ့ data ကိုငါတို့မပါဝင်နိုင်လို့ရှိတဲ့ဟိုဟိုအတွေ့အကြုံပတ်မှားပြရရှိကြတာဟုတ်နော်အဲ့ဒါမျိုးဒီစိတ်နေတာဥပဒေနဲ့ပတ်သက်တဲ့ data ကိုဘာဒီ data တွေနဲ့ပတ်သက်ပြီးတော့အသေးအပေါ်မှာတော်တော်လေးကိုညင်ညင်နေတာဒီဟိုဒီဒီအသေးအနေနဲ့ဒါရေတော့ဘယ်မှာပေါင်းတယ်မှာဒါနိုင်နိုင်နေနေတာဖြစ်ရှင်းတယ်လို့ပြောရကြည့်ကြရအောင်နော် ်ဟုတ်ဆရာမအနေနဲ့ရောလက်ရှိညီမနိုင်ငံရဲ့အခင်းကျင်းနဲ့ပတ်သက်ပြီးတော့တခြားဖြည့်ဆွတ်ပြောချင်တာများရှင်လဲပြောပြပါအောင်ရှင်ကတော့လေမြန်မာနိုင်ငံရဲ့အချင်းချင်းကပြည်တွင်းမှာရှိတဲ့နိုင်ငံရေးသမားတွေအနေနဲ့ကပြည်တွင်းနိုင်ငံရဲ့အခြေအနေကိုပြည်သူခါကြပြည်ရဲ့အနေအထားမှာရှိနေတယ်လေနော်ပြည်ပမှာရှိတဲ့လူတွေသက်တိုင်းနော်အဲ့တော့ပြည်ပမှာရှိတဲ့လူတွေဟိုဒါနှိမ့်ဆက်ပြီးပြောချင်တာမဟုတ်ပါဘူးအဲတကယ်ကိုပဲပေါ့သဘာဝတကျတည်နေတယ်ဆိုရင်ပြည်တွင်းမှာရှိနေတဲ့နိုင်ငံရေးသမားတွေက တို့ဒီဒီလေးလေးနဲ့အတူတူတို့ကဒီအခက်အခဲအပြတ်တွေကိုဒီဆိုင်ရရတာဖြစ်တဲ့အတွက်ကြောင့်မို့ပေါ့နော်တို့တွေကထောက်ပေါက်ရှာကြနေမှာနော်ထောက်ပေါက်ရှာကြမယ်အတူတူအပါဝင်ပေါ့နော်ဒါဒါဒီဒီဒီအချို့နိုင်ငံကြီးကလည်းလေဒီနိုင်ငံကြီးအပြတ်တွေကြီးကိုဒါကြုံလာဖို့ပဲထောက်ပေါက်ရှာကြလိမ့်မယ်အဲ့လိုထောက်ပေါက်ရှာကြတဲ့အားတွေမှာလည်းဒီဒီလေးကအာချိန်ကြောင်းတင်လာပြီးချိန်ကြောင်းပြီးတော့ပေါ့နော် အဲ့ဒီငုံငုံတပါးလေးနဲ့အတူတူလက်ကဲကိုယ့်ရဲ့အခွင့်အရေးကိုကာကွယ်ဖို့ကြိုးစားကြတယ်လေတယ်ပြီးတော့ဟိုနေပါ့ခင်ဗျနော်